ညကိုရီးယားနိုင်ငံကင်ဂျွန်အန်းလို့ဒီလက်ရှိနေပြီအရက်ကတက်တော့အေးဟာကြစ်ကြံနေပြီလားဆိုတဲ့ဟာလေးကိုလည်းတာကျွန်တော်မေးခွန်းအနေနဲ့မေးချင်ပါတယ်ကျွန်တော်တို့အရန်လေးစားရတဲ့အရက်ကတက်တော့ဘိုလ်ချုပ်ပေါ့နော်ဒီထုံးမြတ်နိုင်ရဲ့အကိုထုံးမြတ်နိုင်ကနေပြီးတော့ဒီသူ့ရဲ့နေပြီးတော့ဆိုရှယ်မီဒီယာမှာရေးထားတာကျွန်တော်အသေးသေးရှာရှာလေးဖတ်လိုက်တယ်သူရေးထားတဲ့စကားလုံးထဲမှာအင်တန်မှပေါ့နော်ဒီအဘလို့ခေါ်ရိုင်းဆိုင်တဲ့စကားလုံးမျိုးတွေပါတာကိုလည်းကျွန်တော်တွေ့ရတယ်ဗျအဲ့ဒီကျွန်တော်ဒီ ်မီဒီယာတွေကတူတူတယောက်ကိုအဲ့ဒါ तू ကအဲ့ဒီမှာတရားဆွဲမယ်ဖမ်းမယ်စီးမယ်ဆိုပြီးတော့ပေါ့နော်ဖမ်းစီးပြီးတရားဆွဲမယ်ထောင်ချမယ်ဆိုတဲ့ပုံစံမျိုးတွေအဲသူ့အနေနဲ့ရေးထားတာကိုကျွန်တော်တွေ့ရတယ်ကြည့်ဒါဆိုလို့ချင်းကျွန်တော်ကဒီနေရာမှာကျွန်တော်မေကွန်ရှိလာပြီဗျာတရားဆွဲမယ်ဆိုဘာဥပဒေနဲ့ဆွဲမှာလဲဘာပုံမှန်နဲ့ဆွဲမှာလဲအဲဒါလည်းတစ်ချက်ပေါ့နော်အဲကျွန်တော်တို့ဒါလည်းအပြုတ်သဘောဆောင်တဲ့နေနဲ့မေကွန်ထုတ်ကြည့်တာပါဟုတ်ပြီအာနာရှင်ကိုမကြိုက်လို့တော်လန်နေကြတဲ့တော်လိုင်းအဖွဲ့စီတွေဖြစ်ပါတယ် ဲ့တော့ဒီအာနာရှင်ကို မကြိုက်လို့တော်လာနေတဲ့အဖွဲ့အစည်းကနေပြီးတော့အာနာယူပုံစံမျိုး အာနာရှင်ပုံစံမျိုးကျွန်တော်ကြင့်ကြံနေမယ်ဆိုလို့ရှိရင်ဒါအရန်အဲကျောကောင်းကျိုးဖက်ကိုမရောက်လာဘဲနဲ့ဆိုးကျိုးဖက်ကိုဆင်းသက်သွားနိုင်ပါတယ်။အားလုံးပဲတာလို့ဆိုပါကိုရှေရှာနဲ့လည်းပြန်လဲကျိုးဆုပ်လိုက်ပါတယ်ခင်ဗျာ။ဒီနေ့ကျွန်တော်တင်ပြပေးသွားမယ့်ခေါင်းစဉ်ကတော့ရခိုင်တက်တော့အေးဟာ မြောက်ကိုရီးယားနိုင်ငံရဲ့ခေါင်းဆောင်ကင်ဂျွန်အန်လိုမျိုးကြစ်တုံးလာလိမ့်လာတော့မလားဆိုတော့ခေါင်းစဉ်လေးနဲ့ကျွန်တော်သုံးသက်ဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်ခင်ဗျဟုတ်ပြီဒါဆိုကျွန်တော်ဘာကြောင့်ဒီလိုဟာမျိုးသုံးသက်ရတာလဲဆိုရင်ဒီဒီအဲ့ဒီဒီဟာကိုမသုံးသက်ခင်မှာပေါ့နော်ဒီလက်ရှင်ကင်ဂျွန်အန်ဟာနေပြီးတော့ဦးလေးအရင်ကိုလုတ်ကြံတက်ဖြတ်ပြီးတော့အာနာကိုမတရားရယူထားတာဖြစ်တယ်နောက်ပြီးလို့ရှိရင်သူကဘာလဲဆိုတော့ဒီအဲ့ဒီမှာကင်ဂျုံအန်းကဘာလဲဆိုတော့သူ့ရဲ့နိုင်ငံထဲမှာရှိနေတဲ့ပြည်သူပြည်သားအားလုံးကိုလေးပဲအဲဘောနော အားလုံးကိုလည်းပဲဒီပြင်ပကဘာနဲ့ပေါ့နော်ဒီပြင်ပကဘာနဲ့ထိတွေ့ဆက်ဆံမှုကိုအဓိကထားတားမြစ်ထားတာလည်းကျွန်တော်တွေ့ရတယ်ဒါကနံပါတ်1တရှိပေါ့နော်နောက်တစ်ခါနံပါတ်2တရှိကကြတော့ဘာလဲဆိုတော့ဒီမြောက်ကိုရီးယားနိုင်ငံမှာသတင်းမီဒီယာလွတ်လပ်ခွင့်လုံးဝမရှိပါဘူးမြောက်ကိုရီးယားနိုင်ငံမှာမြောက်ကိုရီးယားနိုင်ငံကိုအလေပတ်တွားခဲ့မယ်ဆိုတော့မှသူတို့ဟာစနစ်တကျနဲ့လုံးဝထိန်းချုပ်ထားတာကိုတွေ့ရတယ်နောက်တစ်ခုကဒီမြောက်ကိုရီးယားနိုင်ငံတွင်းမှာ ီသူပြည်သားတွေကတခြားနိုင်ငံကိုသွားခဲ့ပြီဆိုလို့ရှိရင်ဒါသူတို့မှာဒါပေါ့နော်အဲသွားလို့တော့ရတယ်ဒါပေမဲ့သူတို့ပြန်လာလို့ရှိရင်ဒါဒါသူတို့မှာဒါလုံးဝပေါ့နော်ဘယ်လိုခေါ်မလဲပေါ့နော်စနစ်တကျပေါ့နော်ဟိုထိန်းချုပ်မှုတွေပေါ့နော်အများကြီးရှိနေတဲ့နိုင်ငံတနိုင်ငံဆိုလဲမမှတ်ပါဘူးနောက်တစ်ခုကမြောက်ကိုရီးယားနိုင်ငံမှာသတင်းမီဒီယာကိုမပြောနဲ့သူတို့နိုင်ငံကထုတ်လွှင့်တဲ့ဒီကင်ဂျောင်အန်ပြောတဲ့စကားလုံးတွေပဲကြားရတယ် ကြံတဲ့စကားတွေကိုမကြောက်ရဘူးပေါ့နော်အဲ့တော့ဒီကနေ့ဒါကျွန်တော်မြောက်ကိုရီးယားနိုင်ငံရဲ့အကြောင်းလေးကိုကျွန်တော်အချင်းချင်းပြောပြတာပါအဲ့တော့ဒီကနေ့ဒီကျွန်တော်တို့ရဲ့ရခိုင်ပြည်နယ်ဟာလဲမြောက်ကိုရီးယားနိုင်ငံလိုပေါ့နော်ဒီကျင်းသုံးလာတော့မလားဆိုတဲ့ဟာလေးကိုလည်းဒါကျွန်တော်စဉ်းစားစရာအချက်ဖြစ်လာတယ်။ဘာကြောင့်ဒီလိုကျွန်တော်ပြောတာလဲဆိုရင်ဒီကျွန်တော်တို့ဒီအာပေါ့နော်ဒီကျွန်တော်တို့အရန်လေးစားရတဲ့လေးစားတဲ့လေးစားရတဲ့အရခတက်တော့ AA ရဲ့ဗိုလ်ချုပ်ထုံးမြတ်နိုင်ရဲ့အကို အာပေါ်တော့ဒီအဲပေါ်တော့ဒီဘုံမှုထုံးမင်းနိုင်ပို့လေဘုံမှုထုံးမင်းနိုင်ကနေပြီးတော့အဲ့တော့ဒီမြေပြင်သတင်းသမားတွေကို ရှင်းလျှောက်တယ်ပေါ့နော်ဒီရှင်းလျှောက်ထားတဲ့သူရဲ့ Facebook အဲဘက်စမာသူရဲ့ဒီပေါ့နော်ဒီအခုလက်ဆိုရှင်းလျှောက်ထားတဲ့ဇာတ်ကားတွေကို social media ပေါ်မှာတင်ထားတာကျွန်တော်တွေ့ရတယ်ဆိုတဲ့ခါကျတော့ဒီဘုံမှုထုံးမင်းနိုင်ဟာကျွန်တော်တို့အရန်လေးစားလေးစားချစ်ခင်ရတဲ့ Arika Tattoo A ရဲ့ဘိုလ်ချုပ် အာထွန်းမြတ်နိုင်ရဲ့အကူအရင်တရားလို့ဖြစ်ပါတယ်ဆိုတဲ့ကကြတော့ तू ဟာ तू ဟာတရားဆို तू ရဲ့နေပြီးတော့အခုလက်ရှိနေပြီးတော့ तू ရဲ့နေပြီးတော့ social media ပေါ်မှာရှားပြ target တလို့ပဲလက်တွေ့မှာလည်းလှုပ်ဆောင်နေတာလည်းကျွန်တော်တွေ့ရတယ်အဲ့ဒီမှာနေပြီးတော့ဒီပေါ်တော့သတင်းသမားတွေဖန်ဆီးတာတွေအဲသတင်းသမားတွေကိုရှိန်လျှောက်တာတွေသူအမျိုးမျိုးလှုပ်ဆောင်နေတာတွေတွေ့ရတယ်အဲ့တော့ဒီကျွန်တော်တို့ကနေပြီးတော့သတင်းမီဒီယာဆိုတာဟာနိုင်ငံတကာနိုင်ငံမှာစရုပ်ထမှန်တိုင်းဖြစ်တယ်ဒီမှန်တိုင်းကြိုးပဲ့သွားပြီဆိုလို့ရှိရင် ျွန်တော်ဒီကြံတဲ့မှန်နိုင်တဲ့မှာဒီအဓိကကြတဲ့ဒီသတင်းမီဒီယာမှန်နိုင်ဆိုတာဒါဒါဟာနေပြီးလုံးဝအယံကူမှအရေးကြီးပါတယ်နိုင်ငံတနိုင်ငံအတွက်အယံအရေးကြီးပါတယ်ဘာကြောင့်ဆိုတော့ဒီသတင်းမီဒီယာဆိုတာပြည်သူနဲ့အစိုးရဂျာမာအဲကျွန်တော်တို့ကဘာလို့ဆိုတော့ပြည်သူနဲ့အစိုးရဂျာမာညှိနှိုင်းပေးတဲ့ပေါ့နော်ညှိနှိုင်းလှုပ်ဆောင်ပေးတဲ့အဲအရာလေးဖြစ်ပါတယ်ဒါနံပါတ်1တခုပေါ့ ဒီတော့နောက်တစ်ခုကကြတဲ့ခါဒီကျွန်တော်တို့နေပြီးတော့ဒီသတင်းမီဒီယာဆိုတာဟာဒီအာဘောနောအပြုတ်သဘောဆောင်တဲ့ဝေဖန်မှုမျိုးနဲ့ဝေဖန်လာလို့ရှိရင်အာပြုတ်ပြင်ပြောင်းလဲပေးရမယ့်တာဝန်အစိုးရမှာရှိတယ်။အဲ့တော့ဒီကျွန်တော်တို့သတင်းမီဒီယာဆိုတော့ဘယ်လိုက်မှုမရှိရဘူး။အမှန်ကိုအမှန်အတိုင်းဝေဖန်ရေးရမယ်။အမှန်ကိုအမှန်အတိုင်းပြောရေးရမယ်။ဒီလိုအမှန်ကိုအမှန်အတိုင်းပြောရေးတဲ့လူကိုဒီလိုအမှန်ကိုအမှန်အတိုင်း ထွက်တဲ့လူကိုဒီလိုမျိုးဖမ်းဖမ်းဆီးတာတွေရှိန်းရှောက်တာတွေလုပ်နေမယ်ဆိုလို့ရှိရင်ဒါဟာနေပြီးတော့အာနာရှင်စံတော့ပြီဖြစ်ပါတယ်အဲ့တော့ဒီကျွန်တော်တို့ကဘာလဲဆိုတော့ဒီလက်ရှိနေပြီးတော့အာနာရှင်ကိုမကြိုက်လို့တော်လန်နေကြတဲ့တော်လိုင်းအဖွဲ့အစည်းတွေဖြစ်ပါတယ်အဲ့တော့ဒီအာနာရှင်ကိုမကြိုက်လို့တော်လန်နေတဲ့အဖွဲ့အစည်းကနေပြီးတော့အာနာယူပုံစံမျိုးအာနာရှင်ပုံစံမျိုးကျွန်တော်ကြင့်ကြံနေမယ်ဆိုလို့ရှိရင် ဒါအရန်ကျကောင်းကျိုးဖက်ကိုမရောက်လာဘဲနဲ့ဆိုးကျိုးဖက်ကိုဆင်းသက်သွားနိုင်ပါတယ်အဲ့တော့လက်ရှိနေပြီးတော့အရက်ခတက်တော် AA ဆိုတာဒီပြည်သူတွေနဲ့ဖွဲ့စည်းထားတဲ့တက်တော်ကြီးတစ်ခုဖြစ်တယ်အဲ့တော့ဒီပြည်သူရဲ့အရေးကိုဦးစားပေးရမယ်အပြည်သူရဲ့လောရင်ဆန္ဒတွေဖြစ်စည်းပေးရမယ်ကျွန်တော်တို့ကလည်းဒီပြည်သူတွေရင်ဆိုင်ကြုံတွေ့နေရတဲ့အခက်အခဲတွေပြည်သူတွေလက်ရှိခံစားနေရတဲ့ခံစားချက်တွေကိုကျွန်တော်ထုတ်ဖော်နိုင်အောင်အင်းရင်ဖွင့်နိုင်အောင် ကျော်မီဒီယာတွေကနေတဆန်လုတ်ပေးရတဲ့ကန္တလေးတွေရှိလုတ်ပေးရမှာဖြစ်ပါတယ်အဲ့တော့ဒီဟာတွေကိုမသိနားမလဲလုတ်ပြီးတော့ပြည်သူကိုမျက်မှောက်ပြုတ်ပြီးတော့အာပြည်သူကိုမျက်ကွယ်ပြုတ်ပြီးတော့အာကိုလုတ်ကျင်တာတွေဆိုးလုတ်နေမယ်ဆိုလို့ရှိရင်ဒါအာနာယုစံသုတ်ဖြစ်ပါတယ်အဲ့ဒါကြောင့်မို့ကျွန်တော်ဆိုးဆိုးကျွန်တော်ကျွန်တော်ဒီသုံးသပ်ခဲ့တဲ့အတိုင်းပဲကင်ဂျောင်အန်းလို့ပေါ့နော်ဒီလက်ရှိမြောက်ကိုရီးယားမြောက်ကိုရီးယားနိုင်ငံကင်ဂျောင်အန်းလို့ ဒီလက်ရှိနေပြီအရက်ကတက်တော့အေးဟာကြစ်ကြံနေပြီလားဆိုတဲ့ဟာလေးကိုလည်းဒါကျွန်တော်မေးခွန်းအနေနဲ့မေးချင်ပါတယ်။အဲ့တော့ဟုတ်ပြီဒါဆိုလို့ရှိရင်ဒီအခုလက်ရှိနေပြီတော့ဒီကျွန်တော်တို့အရန်လေးဇာတဲ့အရက်ကတက်တော့ဘိုလ်ချုပ်ပေါ့နော်ဒီထုံးမြတ်နိုင်ရဲ့အကိုထုံးမြတ်နိုင်ကနေပြီးတော့ဒီသူ့ရဲ့နေပြီးတော့ဆိုရှယ်မီဒီယာမှာရေးထားတာကျွန်တော်အဲသေသေးချာချာလေးဖတ်လိုက်တယ်။သူကဘာလဲဆိုတော့ကဒီသူရေးထားတဲ့အဲပေါ့နော်သူရေးထားတဲ့စကားလုံးထဲမှာအင်မတန်မှပေါ့နော်ဒီအဲဘယ်လိုခေါ်ရိုင်းဆိုင်တဲ့စကားလုံးမျိုးတွေပါတာကိုလည်းကျွန်တော်တွေ့ရတယ်ဗျ။ ဒီကျတော့ဒီမီဒီယာတွေကိုတူတရားဝဲတာသူကအဲ့ဒီမှာနေတရားဆွေးမယ်ဖမ်းမယ်စီးမယ်ဆိုပြီးတော့ပေါ့နော်ဖမ်းစီးပြီးတရားဆွေးမယ်ထောင်ရှမယ်ဆိုတဲ့ပုံစံမျိုးတွေအဲသူ့အနေနဲ့ရေးထားတာကိုကျွန်တော်တွေ့ရတယ်ကဲဒါဆိုလို့ကျကျွန်တော်ကဒီနေရာမှာကျွန်တော်မေခွန်ရှိလာပြီဗျတရားဆွေးမယ်ဆိုဘာဥပဒေနဲ့ဆွေးမှာလဲဘာပုံမှန်နဲ့ဆွေးမှာလဲအဲဒါလဲတရှိပေါ့နော်အဲကျွန်တော်တို့ဒါလဲအပြုတ်တဘောဆောင်းတဲ့အနေနဲ့မေခွန်ထောက်ကြည့်တာပါဟုတ်ပြီဒါဆိုကျွန်တော်တို့ဒီ လက်ရှိနေပြီးတော့ဒီဘုံမှုထုံးမင်းနိုင်ပြောခဲ့တဲ့ဒီစကလုံးတွေအပေါ်မှာကျွန်တော်တို့ရခိုင်သူရခိုင်သားတည်င်းထောက်တွေကပေါ့နော်ဒီရခိုင်သူရခိုင်သားတည်င်းဌာနတွေကအဲရခိုင်သူရခိုင်သားတည်င်းထောက်တွေကအဲဘယ်လိုမျိုးဝေဖန်ပြောဆိုထားတာလဲဘယ်လိုမျိုးဝေဖန်ပြောဆိုထားတယ်ဆိုတဲ့ဟာလေးကိုလည်းကျွန်တော်အနေနဲ့တစ်ချက်တင်ပြလိုပါတယ်ဟုတ်ပြီအဲအဲ့ဒီမှာနေပြီးတော့ဒီပေါ်နော် Border News Agency တည်င်းဌာနကနေပြီးတော့ Editor ချုပ် ကိုကောင်းမြတ်နိုင်ကတော့ဒီလိုဝေဖန်သုံးသပ်ထားပါတယ်ခင်ဗျာမြေပြင်သတင်းသမားတွေရဲ့ဘေးကင်းလုံခြုံမှုကိုအမြင့်ဆုံးရှင်းလျှောက်မှုတစ်ခုလည်းဖြစ်ပါတယ်တဲ့သူတို့ရဲ့အာနေချက်တွေလိုအပ်ချက်တွေကိုပြုပြင်မဲ့အစားအာနာပါဝါသုံးပြီးဟန်တာမှုကိုလှုပ်ဆောင်နေတာဖြစ်ကြောင်းနဲ့ပြည်သူတွေရဲ့သတင်းသိပိုင်ခွင့်ကိုလက်နဲ့နဲ့ဖြစ်စီလိုက်တာပါပဲဆိုပြီးတော့အဲ့ဒီမှာဒီကျွန်တော်တို့အာ border news agency အာသတင်းဌာန editor ချုပ်ကိုကောင်းမြတ်နိုင်ကနေပြီးတော့ ဝေဖန်သုံးသပ်ထားပါတယ်ခင်ဗျအဲ့ဒီအဲ့ဒါဟုတ်ပြီနောက်တစ်ခါအာဘောနော်ဒီကျွန်တော်တို့ရခိုင်သတင်းသမားတယောက်ကနေပြီးတော့လဲတစ်ခါဝေဖန်သုံးသပ်ထားပါသေးတယ်အမီမဖိုးလို့သူသတင်းသမားတူဘောနော်သူကတော့ဘာပြောလဲဆိုတော့သတင်းမီဒီယာဆိုတာအုပ်ချုပ်သူလူဒန်းစားနဲ့ပြည်သူတွေကြားမှာအမှားတွေပြစ်မှုကျူးလွန်မှုတွေကိုဖော်ထုတ်ဆောင်စမ်းပြီးတရားမျှတမှုရရှိရဲ့အတွက်အလုပ်လုပ်နေခြင်းဖြစ်ပါတယ်လိုအပ်ချက်တွေကိုပြုပြင်နိုင်ဖို့အမှားတွေကိုအမှန်ပြုပြင်နိုင်ဖို့ ထောက်ပြပြောဆိုပေးရမှာကသတင်းမီဒီယာရဲ့တာဝန်ဖြစ်ပြီးအာနာရှိတဲ့အဖွဲ့အစည်းကအာနာရှိတဲ့သူတွေက မကြိုက်ဘူးဆိုရင်ဒါဟာအာနာရှင်ဆန္ဒပါပဲအာနာရှင်ကိုမကြိုက်လို့တော်လန်နေကြတဲ့မြန်မာပြည်မှာအာနာရှင်နဲ့ထွက်ပေါ်လာတာပြည်သူအတွက်ကောင်းကျိုးဖြစ်စေမှာမဟုတ်ပါဘူးသတင်းမီဒီယာတွေကတော့သူ့အလုပ်သူလုပ်နေမှာပဲလို့အမ်သူကတော့တုံ့တက်ထားတာပါပဲခင်ဗျအဲ့တော့အမည်မဖော်လို့သူရခိုင်သတင်းသမားတအူးကတော့အဲဆိုးဆိုးကဒီပေါ့နော်သူအဲ့လိုမျိုးဝေဖန်ထောက်ပြထားတာလေးလေးကျွတ်တွေ့ရပါတယ် ဟုတ်ပြီဒါဆိုဘုံမှုထုံးမဲနိုင်ရဲ့ Facebook စာမျက်နှာစာမျက်နှာမှာရေးသားခြင်းနဲ့ပတ်သက်ပြီးတော့ဝါရင့်တည်င်းသမားတူဖြစ်တဲ့ကိုမိုးမြင့်ကလည်းဗာပြောထားလဲဆိုတော့ရခိုင်လူထုလိုချင်တာဟာအာနာခြင်းအာနာရှင်မဟုတ်မေကွန်ထုတ်လို့ဖန်းစီအရေးယူမယ်ဆိုလို့ရှိရင်အာနာရှင်ကင်ကြုံအန်းလို့အဲဇေယိတ်တွေပဲဆိုပြီးတော့ဝေဖန်ရေးသားထားတာကိုလည်းတွေ့ရပါတယ်အနောက်တစ်ခုကနောက်တော့ဗီဒီယိုဝက်စတန်ယူမှာလည်း ဘာတွေရထားလဲဆိုတော့ကဘောနော်ဒီလက်ရှိနေပြီးတော့အရက်ခတက်တော့အေအေထိန်းချုပ်ထားတဲ့ရခိုင်ပြည်တွင်းကဒေသတွေမှာ လူမှုစီးပွားအခြေအနေတွေနဲ့စိတ်ရည်လှုပ်ရှားမှုအပါအဝင်အုပ်ချုပ်ရေးရန်တရားကိုရေးသားနေကြတဲ့ရခိုင်ပြည်အခြေစိုက်သတင်းမီဒီယာအရှုံးမှာအေအေတက်ဖွဲ့ဝင်တဲ့ချင်းချောက်ပြိုးဆုံမှုတွေနဲ့သတင်းသမားအရှုံးမှာဖမ်းဆီးခံရတော့မဲ့အန်ဒီရင်နဲ့ရင်ဆိုင်နေရကြောင်းဆိုပြီးတော့ဝက်စတန်နယူးသတင်းဌာနမှာ အခုလိုမျိုးဝေဖန်ရေးသားဖော်ပြထားတာကိုကျွန်တော်တွေ့ရပါတယ်။ဆိုတဲ့အခါကျတော့ဒီလက်ရှိနေပြီးတော့ကျွန်တော်ကိုယ်တိုင်လည်းရင်ဆိုင်နေရပါတယ်။အဲကျွန်တော်ကအမှန်တရားကိုဖော်ထုတ်နေတဲ့အဲဘုနော်နိုင်ငံရေးသမားတရားဖြစ်တဲ့ကျွန်တော်သတင်းဌာနလည်းမဟုတ်ပါဘူး။အဲ့တော့ကျွန်တော်ဒီအမှန်တရားကိုရှာပြနေတဲ့ဝေဖန်ထောက်ပြနေတဲ့နိုင်ငံရေးသမားတရားဖြစ်တယ်။ဒါပေမဲ့ကျွန်တော်ကိုကျွန်တော်ရဲ့ Messenger ကျွန်တော် Telegram ကနေပြီးတော့ အဲ့မှာနေပြီးတော့အေအေတက်ဖက်ဝင်နေကျွန်တော်လာလာပြီးတော့ရှင်းလျှောက်နေကြတယ်ပဲကျွန်တော်အသက်အန်ဒီထိတောင်မှရှင်းလျှောက်လာတယ်တို့ရှင်းလျှောက်လာတာတွေကိုကျွန်တော်တွေ့ရပါတယ်အဲ့နောက်ကျွန်တော်အဲဘောနောကြောင်ခဲ့လို့ရှိရင်သူတို့ရဲ့ Facebook link တို့အာဘောနောဒီကျွန်တော်ရဲ့ဒီသူတို့ကျွန်တော်ရှင်းလျှောက်ထားတဲ့လူတွေရဲ့ဘောနောဒီ Facebook အဲ link ကိုကျွန်တော် comment မှာကျွန်တော် share ပေးပါမယ်ခင်ဗျအဲ့တော့ဒီနေ့ကျွန်တော်တင်ကျွန်တော်ပြောချင်တာကကျွန်တော်တို့ကလွတ်လပ်စွာဖို့ထုတ်နေကြတဲ့လူတွေဖြစ်တယ် ဆိုတော့ကဒီလွတ်လပ်စွာဖို့ထုတ်နေကြတဲ့တရားဌာနတွေလွတ်လပ်စွာဖို့ထုတ်နေကြတဲ့ဒီလိုလူတွေကိုသူတို့ကနေပြီးတော့ဘောနအသက်အန္တရာယ်ထိအမ်ဘောနဒီအမ်ဘယ်လိုခေါ်မလဲအသက်အန္တရာယ်ဆိုရင်ဘောနအသက်အန္တရာယ်ထိရံမူလာတာကိုကြွတွေ့ရတယ်ဗျာဒါနဲ့ကျွန်တော်တို့အပြုတ်သဘောစုံတဲ့ပုံစံမျိုးနဲ့ဝေဖန်နေတာဖြစ်တယ်အကျွန်တော်တို့ဒါဘယ်သူမှထိခိုက်စေလို့တဲ့ဝေဖန်မှုမျိုးမဟုတ်ဘူးမင်းအွန်လိုင်းမကောက်မင်းအွန်လိုင်းကိုကျွန်တော်တို့ပြုတ်မှာပဲ တကယ်လို့ဥမာလက်ရှိကေအန်ယူမကောက်ကေအန်ယူပြမှာပဲကျွန်တော်တို့အဘဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ပြောနေရမှာပဲကျွန်တော်ဘာကြောင့်လို့ဆိုတော့ကျွန်တော်တို့ကသတင်းမီဒီယာလုပ်ငန်းဆိုတာတဦးတယောက်ကောင်းစားဖို့အတွက်လုပ်နေတာမဟုတ်ဘူးတပြည်နယ်လုံးကောင်းစားဖို့အတွက်လုပ်နေတာဖြစ်တယ်အကျွန်တော်စောစောတင်ပြခဲ့သလိုပဲနိုင်ငံတကာနိုင်ငံမှာသရုပ်ထမန်တိုင်းဟာမီဒီယာပါပဲခင်ဗျာဟိုတော့ဒီမီဒီယာလုံးဒီမီဒီယာကိုအာပိုက်ပင်တာမျိုးရှုပ်ရှည်တာမျိုးအမ်အသက်အန္တရာယ် ဟိုဘယ်လိုကမှပေါ့နော်ချင်းလျှောက်လာတာမျိုးမလုတ်တင်ဘူးလို့တော့ကျွန်တော်မြင်ပါတယ်အဲ့တော့ဒီကျွန်တော်လက်ရှိနေပြီးအာရခတ်တက်တော့အေးအေးဟာလက်ရှိတာကျွန်တော်တို့အရန်လေးစားပါတယ်ဒါပေမဲ့အာရခတ်တက်တော့အေးအေးအတွင်းမှာအခုလိုမျိုးလုတ်ဆောင်နေတာတွေအခုလိုမျိုးပြိုးဆုံနေတာတွေဟာဒါနေပြီးတော့ဒါနေအာရခတ်တက်တော့ရဲ့ image ကိုကဘာအလီမှာကြာစင်းသွားမယ်ဆိုတာလေးကိုဒါကျွန်တော်ဒီနေရာနေပြီးတော့တတိပေးလို့ပါခင်ဗျဒီတော့ ကျွန်တော်သတင်းမီဒီယာဆိုတာနိုင်ငံတကာနိုင်ငံရဲ့ပင်မသွေးကြောတစ်ခုလည်းဖြစ်ပါတယ်။အဲ့တော့ဒီကျွန်တော်ဒီဟာကိုမတင်ပြခင်မှာပေါ့နော်ဒီ1948ခုနဲ့အပြည်ပြည်ဆိုင်ရာလူခွင့်ရေးကြော်ညာစာတမ်းအပိတ်16အရာလူတိုင်းမှာလွတ်လပ်စွာထင်မြင်ယူဆနိုင်ခွင့်နဲ့လွတ်လပ်စွာဖွင့်ဟဖော်ပြနိုင်ခွင့်ရှိပါတယ်။အဆိုပါအခွင့်အရေးများတော်ကိုအနောက်ရှိမရှိဘဲနဲ့လွတ်လပ်စွာထင်မြင်ယူဆနိုင်ခွင့်ပါဝင်တဲ့အပြင် နိုင်ငံနေနမိုက်တွေကိုလည်းထောက်ထားရမလို့ပဲနဲ့တည်တဲ့အကြောင်းတည်တဲ့အကြောင်းအရာနဲ့သဘောတရားတွေကို တနည်းနည်းနဲ့လွတ်လပ်စွာရှာယူစည်းပူးနိုင်ခွင့်လက်ခံနိုင်ခွင့်နဲ့ဝေငှဖြက်ရှိခွင့်တို့လည်းပါဝင်တယ်ဆိုပြီးတော့ဒီ1948ခုနှစ်အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာနာအပိတ်16မှာဖော်ပြထားပါတယ်ခင်ဗျာ ဟုတ်ဒါဆိုဒီ1948ခုနှစ်အပြည်ပြည်ဆိုင်ရာလူခွင့်ရေးကြိုညာစာတမ်းအပိုက်20မှာဗာပြုတ်ထားလဲဆိုတော့ကအပိုက်21မှာလူတိုင်းမှာလှုပ်လှက်အေးချမ်းစွာစုဝေးနိုင်권နဲ့ဖွက်စည်းနိုင်권တော့ရှိပါတယ်နံပါတ်1မိသူကိုများအဖွဲ့အစည်းတစ်ခုသို့မဟုတ်အတင်းအကျပ်မပြုတ်လို့ရဆိုတော့ကကျတော့ဒီမိသူကိုများအဖွဲ့အစည်းတစ်ခုသို့ဝင်စေရန်အတင်းအကျပ်မပြုတ်လို့ရဆိုတော့အားလေးလေးပါပါတယ် ဒီတော့ဒီအရှိတ်တွေကိုတင်ပြနေရခြင်းအကြောင်းကကျွန်တော်တို့ဒီလက်ရှိနေပြီးတော့ရခိုင်ပြည်အပါဝင်အရှားဒေသတွေမှာအရခတ်တက်တော့အေးရဲ့စည်ရေးအုပ်ချုပ်မှုနဲ့လုပ်ငန်းဆောင်ရွက်မှုတွေပေါ်မှာတည်တဲ့အမားတွေတင်တဲ့တည်တဲ့ဌာနတွေနဲ့အရခတ်တက်တော့အေးအပေါ်မှာဝေဖန်ထောက်ပြနေတဲ့တတိပုဂ္ဂလလူပုဂ္ဂိုလ်တွေကိုရိုင်းဆိုင်စွာဆေးဆိုပြီးတော့တတိပေရှင်းရှားမှုတွေကိုပြုတ်လောက်လာတဲ့အေးရဲ့ထိုက်ပိုင်းကောင်းဆောင်အဲကျွန်တော်တို့ကဒီကျွန်တော်တို့အရခတ်တက်တော့ အေရဲ့အဲဘိုလ်ချုပ်ထုံးမြနိုင်ရဲ့အကိုအရင်ဖြစ်သူ ထုံးမဲနိုင်ရဲ့ပြိုးဆိုမှုတွေဟာဒါအင်မတန်မှရိုင်းစိုင်းလွန်းလာပါတယ်ခင်ဗျာရိုင်းစိုင်းလွန်းလာပါတယ်အဲ့တော့ဒီကျွန်တော်တို့ဒီအခုလက်ရှိအပြည့်ဒီသူကဘာလဲဆိုတော့ဒီပေါ့နော်သတင်းသမားတွေကိုအဲဒီရိုင်းစိုင်းတဲ့စကလုံးတွေနဲ့တုံ့လုံထားတဲ့အပြင်ဘာပြောထားလဲဆိုတော့ကအာပေါ့နော်နိုင်ငံတော်အဆက်ရှင်းလျှောက်နေပြီးတော့သူတို့ထိန်းချုပ်ထားတဲ့နေမြေတွေမှာ လွတ်လပ်တဲ့သတင်းဌာနတွေသတင်းသမားတွေရက်တီလို့မရအောင်ဒါဟာနေပြီးတရားဝင်ရှင်းလျှောက်လာတဲ့ပုံစံဖြစ်ပါတယ်ခင်ဗျအဲ့တော့ဒီကျွန်တော်တို့ကျွန်တော်တို့ကဘာလဲဆိုတော့ဒီကျွန်တော်တို့ရခိုင်ပြည်သူလူထုကိုကင်ကြောင်အန်းလို့မြောက်ကိုရီးယားနိုင်ငံလို့ပေါ့နော်အဲကျွန်တော်တို့ကနေပြီးတော့ထိန်းချုပ်တော့မှာလားဆိုတဲ့ဟာလေးကိုလည်းဒါကျွန်တော်အဝေဖန်သုံးသပ်ခြင်းပါတယ်ခင်ဗျအဲ့တော့ကျွန်တော်သုံးသပ်ရမယ်ဆိုလို့ရှိရင်သူတို့ဒီပေါ့နော်မြောက်ကိုရီးယားနိုင်ငံလို့ မြောက်ကိုရီးယားနိုင်ငံကကင်ဂျွန်အန်လို့ပေါ့နော်ဒါလုတ်လာတော့မလားပေါ့နော်ဒါကျွန်တော်ကျွန်တော်တစ်ချက်စဉ်းစားမိတယ်အနောက်တစ်ချက်ကျွန်တော်စဉ်းစားမိတာဘာလဲဆိုတော့ကင်ဂျွန်အန်ဟာသူ့ရဲ့ဦးလေးအရင်းကို တောင်မှလုတ်ကြံသတ်ဖြတ်ခဲ့တဲ့လူတစ်ယောက်ဖြစ်ပါတယ်အဲ့တော့ဒီကနေ့လဲဒါကျွန်တော်နေပြီးတော့အာပေါ့နော်ကျွန်တော်နင်းနင်းလေးစစ်ပြီးတော့ကျွန်တော်ဒါနင်းနင်းအပြုတ်သဘောဆောင်တဲ့ဟာမျိုးနဲ့ကျွန်တော်စဉ်းစားစဉ်းစားတော့တာကြည့်တယ်ပေါ့ဒါပေမဲ့ကျွန်တော်စဉ်းစားတာလုံရင်လည်းလုံသွားလိမ့်မယ်ဒါပေမဲ့ကျွန်တော်စဉ်းစားမိတာပေါ့နော် ဒါဆိုဒီအခုလက်ရှိဒီဘုံမူထုံးမင်းနိုင်ဟာကျွန်တော်တို့အရန်လေးစားတဲ့ဘိုလ်ချုပ်ထုံးမြတ်နိုင်ကိုမြန်အာလောက်ကြံတော့မလားဗောနော်သူ့ပုံစံကအကျွန်တော်နင်းနေစဉ်းစားမိတယ်ဗျာနင်းနေလေးနင်းနေလေးစဉ်းစားမိတယ်ဘာကြောင့်ဆိုတော့ဒီဘိုလ်ချုပ်ထုံးမြတ်နိုင်ကမီဒီယာတွေကိုအရန်လေးစားတဲ့ပုံကတယောက်ဖြစ်တယ်အမီဒီယာတွေနဲ့သူတွေ့တယ်အမီဒီယာတွေမေးတိုင်းကိုလည်းသူမှန်မှန်ကန်ကန်ဖြေတယ်ကောင်းကောင်းမွန်မွန်နဲ့ဖြေပေးတယ်လေးလေးစားစားနဲ့ဖြေပေးတယ် ဲ့တော့ဒီဗိုလ်ချုပ်ထွန်းမြတ်နိုင်ကမီဒီယာတွေပေါ်မှာလေးစားနေပါလျက်နဲ့ဗိုလ်ချုပ်ထွန်းမြတ်နိုင်အကိုဖြစ်တဲ့ဗိုလ်မှုအဆက်မဲ့ရှိသေးတဲ့လူကဘာကြောင့်မလေးစားရတာလဲဘောနော်ဒါလည်းတစ်ချက်စဉ်းစားစရာဖြစ်လာတယ်ဒါကြောင့်မလို့ကျွန်တော်ဒီမြောက်ကိုရီးယားနိုင်ငံကင်ဂျောင်အန်လို့ပေါ့နော်ဒီအဲကျွန်တော်တို့အရန်လေးစားရှစ်ခင်ရတဲ့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကိုလောက်ကြံတော့မှာလားဆိုတဲ့ဟာလေးကိုလည်းကျွန်တော်နည်းနည်းစဉ်းစားမိပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်ဒီကနေ့ပြောချင်တာကကျွန်တော်တို့ရဲ့ Arab Cup ြီးအတွင်းမှာအာရကနိုင်ငံအတွင်းမှာပြည်သူတွေကိုတည်အမောင်ချပြီးတော့လုတ်ကျင်တယ်လို့လုတ်နေခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်အဲပြည်သူတွေရဲ့ချစ်ခင်မှုပြည်သူတွေရဲ့ထောက်ခံမှုဟာရွတ်နေသွားပါလိမ့်မယ်ခင်ဗျအခုလက်ရှိကအာရကတက်တော်ဟာတော်လန်ရေးအစိုးရပဲဖြစ်ပါသေးတယ်အစိုးရလုံးလုံးမဖြစ်သေးပါဘူးအဲ့တော့အစိုးရလုံးလုံးမဖြစ်သေးတဲ့အတွက်ကြောင့်ပြည်သူရဲ့အသံကိုလည်းနှောက်ထောင်သင့်တယ် အပြီးသူတွေဘာတွေပြောနေလဲပြီးသူတွေဘယ်လိုခံစားနေရလဲဆိုတဲ့ဟာလေးကိုလည်းနားထောင်စေခြင်း ਨੇ အဲ့လိုနားထောင်မှကျွန်တော်တို့အပြုကျွန်တော်တို့ပြုပြင်စရာရှိတာပြုပြင်ရမယ်အရေးယူတဲ့နောက်အရေးယူရမယ်အဲ့ကျွန်တော်လှုပ်သင့်လှုပ်ထက်တာမှန်သမျှကိုလှုပ်ပေးရမှာဖြစ်တယ်ပြီးသူတွေရဲ့အကျိတ်ကိုလိုက်ပြီးတော့ကျွန်တော်လက်ရှိနေပြီးတော့အာနာရှင်ကိုတော်လမ်းမှာဖြစ်တယ်ပြီးသူရဲ့အားနဲ့တော်လမ်းမှာဖြစ်တယ်အရိကတက်တော့အေးတခုတည်းနဲ့တွန်လှန်လို့မရဘူးပြည်သူရဲ့အာပါမရမှာဖြစ်ပါလ အခုလက်ရှိ PDF တွေတိုက်နေတယ် PDF ဆိုတာဘီသူထောက်ခံတာပြည်သူကထောက်ခံတာလားအဲ့တော့ဒီဒီအခုလက်ရှိနဲ့ KNU တိုက်နေတယ် KNU ဘီသူထောက်ခံတာလဲပြည်သူထောက်ခံတာလားအဲ့တော့ဒီကျွန်တော်ဒီကနေ့တင်ပြချင်တာကပြည်သူအားမပါဘဲနဲ့ပြည်သူရဲ့ထောက်ခံမှုမပါဘဲနဲ့ဒီတော်လိုင်းကိုဘယ်လိုမှမအောင်မြင်နိုင်ပါဘူးဒါလေးကိုလည်းတစ်ချက်သတိချက်စေလိုတယ်အဲ့တော့နောက်တစ်ချက်ကကြတော့ဒီကျွန်တော်တို့လက်ရှိနေပြီးတော့ဒီရခိုင်ပြည်တွင်းမှာကျွန်တော်စိုးစွားပြုတ်ခဲ့သလိုပဲအဲတတဲ့အမောင်ရှပြီးတော့ရခိုင်ပြည်သူလူထုတွေကို နှိုက်ကိုရှင်တယ်လို့နှိုက်ကိုလှုပ်ခြင်းတယ်လို့လှုပ်ဆိုတဲ့အာတတ်ရှင်တယ်လို့တတ်နှိုက်ဆက်တယ်လို့နှိုက်ရှင်နှိုက်ဆက်ရှင်တယ်လို့နှိုက်ဆက်နေတာမျိုးတော့ဒါကျွန်တော်တို့အဲလှုပ်လက်စာဖို့ထုတ်နေတဲ့လူတယောက်တီတီကျွန်တော်တို့လှုပ်လက်စာဖို့ထုတ်နေတယ်ဆိုတာတဲ့ဒီဘောနကျွန်တော်1948ခုနှစ်အပြီးပြီးဆိုင်ရာလူအခွင့်ရေးကြော်ညာစာဒန်ပါ မှာပါတဲ့အချက်လက်တွေကိုလေဇာလိုက်နာတဲ့လူတယောက်အနေနဲ့ဖို့ထုတ်နေတာဖြစ်တယ် ဲ့တော့ဒီလိုပေါ်တော့နေတဲ့လူတယောက်အနေနဲ့လုံးဝလက်ခံမှာမဟုတ်ပါဘူးကျွန်တော်တို့အမှန်ကိုအမှန်တိုင်းဝေဖန်ထောက်ပြမှာဖြစ်ပါတယ်အဲ့အဲ့အဲ့တော့ကျွန်တော်ရဲ့ဗီဒီယိုကျွန်တော်ကိုနေပြီးတော့ကျွန်တော်ရဲ့ Messenger အာပေါ်တော့ကျွန်တော်ရဲ့ Telegram အာကျွန်တော်ရဲ့အာပေါ်တော့ဒီကျွန်တော်သုံးနေတဲ့ဒီဒီ social media တွေကနေတဆင့်ပေါ့နော်ဒီ social media ရှစ်ပေါက်တွေကနေကျွန်တော်ကလာအသက်အန္တရာယ်ထိပေါ့နော်ဒီအသက်အန္တရာယ်ထိခိုက်လောက်ပေါ့နော်အသက်အန္တရာယ်ကိုချိန်လျှောက်လာတဲ့ A တက်ဖို့ဝင်လည်းရှိပါတယ် ီတော့ကျွန်တော်ဒီကနေ့တင်ပြခြင်းတာကကျွန်တော်တို့ရဲ့အားလုံးဒီရခိုင်သူရခိုင်သားတွေဖြစ်တယ်ရခိုင်တွေဖြစ်တယ်အဲ့တော့ရခိုင်ကရခိုင်ကိုကြောက်တယ်ဆိုတာတော့မရှိပါဘူးဒါပေမဲ့ကျွန်တော်တို့ဘာလို့အပြုတ်သဘောစုံတဲ့ဝေဖန်မှုမျိုးနဲ့ဝေဖန်လာခဲ့ရင်ဒါသည်မှားလားမှန်လားသုံးသပ်ပြီးတော့တကယ်လို့အာတင်ပြတဲ့လူကမှန်နေခဲ့လို့ရှိရင်ဒါတွေကိုမကောက်ရင်မကောင်းတဲ့လူကိုဖို့ထုတ်ပြီးတော့အရေးယူပေးရမယ် အာငါတို့တက်တော်ကလူပဲအာငါတို့အေကလူပဲအာငါတို့ခံထားတဲ့အုပ်ချုပ်မှုပဲအာငါတို့ခံထားတဲ့ဘာကြီးပဲဆိုပြီးတော့အာတစ်ဖက်သက်ပဲလိုက်တဲ့ပုံစံမျိုးနဲ့လုပ်လို့မရပါဘူးပြည်သူကိုမြစ်ွယ်ပြုတ်မယ်ဆိုလို့ရှိရင်တော့အရခတ်တက်တော်အေရဲ့မိကုံချုပ်ဟာမလှဖြစ်တော့သမိုင်းဟာမလှဖြစ်တော့ပါလိမ့်မယ်လူသေးသွားပေမဲ့သမိုင်းလှဖို့လိုပါတယ်အဲ့တော့ဒီကျွန်တော်သမိုင်းလှဖို့အတွက် ကျွန်တော်တို့ကဘာလဲဘာလဲဆိုတော့ကပြည်သူကိုမြစ်ွေပြုတဲ့ပုံစံမျိုးမလုပ်သိဘူးလို့တာကျွန်တော်ဒီနေရာနဲ့သုံးသပ်ခြင်းပါတယ်အဲ့တော့ဘာပဲဖြစ်ဖြစ်ဒီဘောနော်ဒီအခုလက်ရှိနေပြီးတော့ဒီကျွန်တော်ဒီနေ့တင်ပြခြင်းတာကကျွန်တော်တို့တွေအားလုံးဒီစီလုံးညီညွတ်စွာနဲ့အခုလက်ရှိနေပြီးတော့အရခတ်တက်တော့အေအနေနဲ့ကျွန်တော်တို့ပြည်သူတွေရဲ့အာကျွန်တော်တို့လက်ရှိနေပြီးတော့ပြည်သူတွေရဲ့ခံစားချက်ပြည်သူတွေရဲ့ယုံကြည်မှုကိုကောင်းကောင်းရယူပြီးတော့ အာနာရှင်ကိုဆက်လက်တိုလန်စေခြင်းကြောင့်ကျွန်တော်ဒီနေရာကနေပြီးတော့တင်ပြလိုပါတယ်အဲ့တော့ဒါကတစ်ချက်ပေါ့နော်နောက်တစ်ခုကကြတော့ဒီအခုလက်ရှိနေပြီးတော့ကျွန်တော်တို့မြင်တွေ့နေရတယ်အမ်ကျွန်တော်တို့ကြားနေရတယ်အမ်ဒါပေမဲ့ဒီတဲ့အစ်စ်လေးကိုလည်းကျွန်တော်ရှာနေတော့ဖြစ်ပါတယ်အခုလက်ရှိနေပြီးတော့ဘူးတီတော်ထောင်မှာပေါ့နော်ဒီအခုလက်ရှိဒီကျွန်တော်တို့မွတ်စလင်ပေါင်း6300ကျော်ကိုဖမ်းဆီးပြီးတော့အမ်ပေါ့နော်ဒီထောင်ရှားထားတယ်ဆိုတဲ့အကြောင်းအရာလေးတွေလည်းကျွန်တော်ကြားရတယ်အဲ့တော့ဘာပဲဖြစ်ဖြစ်ဒီ ီတဲ့ဟာမှန်သည်ဖြစ်စေမှားသည်ဖြစ်စေအာရခတ်တက်တော့အေအနေနဲ့အဲဘောနော်ပြန်ပြီးတော့စီစက်စီခြင်းနဲ့အဲ့တော့ဒီအာရခတ်တက်တော့ထိုက်ပိုင်ခေါင်းဆောင်တွေကိုဒီကျွန်တော်တို့အရင်လေးစားတဲ့ဗိုလ်ချုပ်ထွန်းမြတ်နိုင်တဲ့အတူထိုက်ပိုင်ခေါင်းဆောင်တွေကိုကျွန်တော်ဒီကနေ့တင်ပြချင်တာကတော့ကျွန်တော်ပြည်သူတွေအသံကိုနားထောင်ပါပြည်သူတွေခံစားချက်ကိုနားထောင်ပါအပြည့်သူတွေကိုမြက်ွယ်ပြုတ်တဲ့သဘောမျိုးနဲ့မလုပ်မလုပ်ပါနဲ့လို့ပဲကျွန်တော်ဒီနေရာနဲ့တင်ပြရင်းနဲ့ အဲကျွန်တော်ရဲ့ဗီဒီယိုကိုကျွန်တော်အဆုံးသတ်ပါတယ်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ